ကဟိုမှာမလားအားချင်နတ်ထဆောင်အပေါ်ကနတ်ထဆောင်ပေါ်တဲ့ရခုံမထွန်းတင်ပါဗျာတင်ပါဗျာဒီမှာဘာလဲမသိဆရာလေးပြရပြရပြရတခြားတော့တောင်းတော့မှာငါနေပတ်တယ်မပြတ်ဘူးဆရာဆေးပြရဒီပြရှိတယ်ဘာကြောင့်ကြာ

အခုနော်ဆရာဆန်နှပါပါဗျာဆန်နှပါမှာမနီယဟိုကိုးပါဒုံလုံးပါဝတ်ပါတယ်ဗျာဟောဆရာလေးကြီးじゃတော့ဆရာလေးကဟိုရှိတာတော့6ပါရှိတာဗျာဟိုကျမရေးကိုတပါးကြွားသွားတာရဲ့နောက်ဆရာလေးတော်စီယာမနီယပြင်မှန်းသွားတော့လေဟို ဘာသာနည်းနည်းရွက်သွားအနှခမ်းနည်းနည်းရွက်သွားတယ်ဗျာအဲ့ဒါစေးထိုးထားပြီးတော့နားနေလို့ဗျာဟုတ်ပြီဒီမှာဆရာမွေးနေတပြီးတော့အခုဒိုမက်ဆက်ချပူဇော်ပြီးတော့အာဆရာတော်ဘုရားယူခရော့တာပါဗျာဆရာတော်ဘုရားတပြီးတော့ကိုအော်ဩဝါဒမိန်ကုန်လေးအော်ဩဝါဒပြောချင်တာရှင်ပြောပေးပါဦးပါဗျာ

要不就乱。嗯，很简单。So why did he give you money? In in his system, we we didn't free the gas. We didn't we didn't free the gas In, in the in his system. Okay. Leave leave I think you should give the money back. The yeah. No, yeah, don't take the money. Don't take the money. Give it back. back. Give it back. Whatever. You know, you yeah, child, we have, will, they will be broken. Yeah, yeah. give the money Give back. the money. Because I paid with my card and I feel. So you, so you, you, you paid your card? Yes. Oh, so that's oh that's why. Oh, okay. Oh. okay, that's it. That's it. That's all. Oh. You. you can't pay. me. I didn't know about that. Okay, that's issue. it. That's it. Oh. Okay. Yeah. Yeah. You can pay me back like if you want, it. but otherwise I can't. Take <laughs> it back. oh. 你丢妈的钱，给我妈的。<laughs> <Do money. laughs> ိုးပြင်ကိုအခုလေးပြရှင်ပြပေါ့လေးမစီတန်ရောက်စီဖြစ်ကြားတယ်မာနှစ်ဦးဆိုတော့ဆရာလေးမောင်းတဲ့ဆရာလေးကကတ်နဲ့ပေးလိုက်တာဒီဘက်ကဆရာတို့ကငွေဓာတ်ဒေါ်လာ40ပေးတာနှစ်ခါပေးဖြစ်သွားဆိုင်ရှင်ကပတ်စံပြန်လာပေးတယ်လေ အဲ့တော့ဒီဘက်ကကိုယ်ကိုယ့်အကူမသိဘူးပေါ့နော်။အရင်ဆန်ရှင်ရတာမယူတာဥစဉ်ဒီလိုပဲ။ယူယူလိုက်မှာပေါ့လေ။အဲ့လိုပြတော့ဘူး။အဲ့ဆိုတော့ဆန်ရှင်ရတာဒီဘူးတကားနဲ့လာပြီးတော့မှပြန်ပေးတာပေါ့အဲ့လိုမျိုး။သူတို့ကြောက်လဲစင်ရင်းနဲ့လှုပ်တာဆိုတော့ပစံဟောဖြစ်နေတယ်။ပစံပူနေရဆိုလဲသိတယ်ပေါ့အဲ့လိုမျိုး။အဲ့ဒါနဲ့ ရမတော့ကိုကသူ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 ကပြဿနာရှာတယ်ထင်တယ်။ဉာဏ်ကျတော့ तू ကကူညီပေးတာပါဟုတ်တယ်။ဒီဘက်ကလူတွေကနားမလဲတော့လေ။ तू ကကိုယ်ကိုပြဿနာရှာတယ်အဲ့ဒီဘောလို့ထင်။ဘာလဲ။ဘာဖြစ်ဖြစ်ဒီစစ်စစ်လူများရင်အဲ့လိုပါပဲ။ကိုကိုလိုလိုဒီလိုလိုပေါ့။အဲ့လိုဖြစ်သွားတာ။ကိုချင်းချင်းကနားလည်းမပါတာလေ။ဆရာတို့ကဒါစီဝဲတယ်ဆိုလဲ ရေသားနဲ့ပေးတာရှိတယ်ကပ်ပြားနဲ့ပေးတာရှိတယ်အဲ့ဒါသူလည်းပေးဖို့လည်းပေးအဲ့လိုဖြစ်သွားတာခုချင်းချင်းကနားလည်းမမှားပါအဲ့ဆိုင်ချင်းကနေပြီးပြန်ရောအဆန်ပြန်ပေးရအောင် ငံသားမှလည်းဒီလိုတရားတရားလုံးဖို့လုံးလို့ရတာပေါ့နော်လုံးလို့ရလာတာပေါ့ဒါနာပြုလို့ရတယ်ပရိုက်တာလုံးလို့ရတယ်ပေါ့လေဟုတ်ကဲ့တော့ အလုတ်သွားလုတ်ကြတာပတ်သက်ရှာဖို့သွားကြတာပေါ့လေကိုမိသားစုအတွက်လုတ်ကင်ကြအဲ့ဒီကအဲ့လိုလိုရင်းနဲ့သူ့လိုတရားပြတဲ့တရားဟောတဲ့ဘုန်းကြီးတွေပေါ့ဆရာလေးတွေရောက်လာတဲ့အခါကျတော့လေသူ့လိုထိုင်းနိုင်ငံမှာလည်းတရားဟောလို့ရတဲ့အနေအထားမျိုးဖြစ်လာတရား တရားထုတ်လို့ရတယ်တွဲလို့ပေါ့တွဲလို့လို့ရတဲ့အခါကျတော့တွဲလို့တာတော့ပို့ပြီးတော့ကောင်းကျန်လို့ရလို့လို့ရင်တော့ဘာပဲဖြစ်ဖြစ်ဖြစ်တာပဲကိုကလို့ကိုကအဓိကကြတာပေါ့မလို့ရင်ကိုပဲနဲ့နာမှာကိုကမြန်မာတွေမကဘူးပေါ့ ီယနန်နေအိန္ဒိယနိုင်ငံသားတွေပေါ့လူငယ်တွေနိုင်ငံသားမှရှိတဲ့မြန်မာနဲ့တခြားနိုင်ငံသားတွေပေါ့အဲ့ဒါတွေကတရားဘက်ကိုတော့ပုံပုံပြီးတော့စိတ်ဝင်စားလာကြတယ်။ဆရာတော်ကတော့တောက်လျှောက်တရားပြနေရဆိုတော့လူပြောင်းလဲတိုးတက်လာတာကိုဘောခောက်တယ်ပေါ့။အဲ့ဒါကြောင့်လဲမလုတ်ဘူးဆိုရင်မလုတ်တဲ့လူကမလုတ်တဲ့လူနဲ့လုတ်တဲ့လူခွာပေါင်းမှာပေါ့နော်။ ဒီအနံဆိုလဲအခုတရားစခန်းမှာလူငယ်လေးတွေမိဘတွေနဲ့ပေါ့အတူပါလာပြီးတော့တရားထုတ်ကြတာပေါ့တရားထိုင်ကြတာပေါ့အဲဒီခါကျတော့တရားနဲ့တွဲလို့လို့ရတဲ့အနေထားဖြစ်သွားတာပေါ့အကြောင်းတစ်ဖက်တက်ရင်းနဲ့အလုလုတဲ့လူကလည်းအလုတစ်ဖက်လုံရင်းနဲ့ပေါ့ဒါတရားလဲလုံပညာလဲသင်ပေါ့ အလုပ်လဲလုပ်ပေါ့အဲ့လိုမျိုးလုပ်လို့ရတဲ့အနေအထားမျိုးဖြစ်လာကြတာပြတ်တဘာတရားဥစားတွေဖြစ်လာတဲ့အခါကျတော့လေဒီလိုလုပ်တဲ့လူတွေများလာတာပေါ့အခွင့်အရေးတွေရရှိလာမှာပေါ့အဲ့တော့ကိုလို့ရင်ကိုအကျိုးရှိတာပေါ့နော်လုပ်တဲ့လူနဲ့မလုပ်တဲ့လူနဲ့ကွာသွားမှာပေါ့ ုံမှန်အခုလိုမျိုးတရားထုတ်တဲ့လူနဲ့အာမထုတ်တဲ့လူနဲ့ဒါတရားစာတွေရွတ်ဖတ်တဲ့လူနဲ့မရွတ်ဖတ်တဲ့လူနဲ့ပေါ့ပရိဒါလုတ်တဲ့လူနဲ့မလုတ်တဲ့လူနဲ့အဲဒီဘက်မှာလည်းဒါအလုတ်ကိုင်းနေလုတ်တဲ့လူနဲ့မလုတ်တဲ့လူနဲ့အဲ့လိုခွာတာပေါ့လူငယ်ဆိုတာကတော့အကုန်လုံးလုတ်လို့ရတာပေါ့ကိုလုတ်နိုင်တယ်လို့တော့ကိုလုတ်တတ်သွားမှာပဲပေါ့ အဲ့ကြောင့်လဲအဲ့ဒီလိုလှုပ်လို့ရအောင်လဲဆရာတော်အနေနဲ့ကတော့ခုလိုတဘာတရားဥသာတွေလှုပ်ချက်ပြီးတော့ဖွင့်လှစ်ပေးတာနောက်ပိုင်းကျရင်ပညာရေးစနစ်တွေပါပါလာမှာပေါ့လေပို့ပြီးတော့စနစ်ကျလာမှာပေါ့ခုကတော့တရားထုတ်တဲ့အလုပ်နဲ့ပရိဒါလုပ်ကိုအဲအဓိကထားပြီးတော့လုပ်ဖြစ်နေတာပေါ့လူငယ်တွေများလာတဲ့အခါကျတော့ပညာရေးစနစ်တွေပေါ့ကိုပိုင်း ခြေခံပညာတွေနောက်ပြီးတော့တက္ကသိုလ်ပညာတွေပေါ့ဘုရားစာရောလောကီစာတွေရောအဲ့ဒါတွေပါသင်ကြားပေးတဲ့အလုပ်တွေကိုလုပ်ဖြစ်လာတော့မှာပြီးတော့အတ္တမွေးပညာတွေလည်းခုနပြုသင်တန်းလို့ပြောပါလိမ့်ရန်ကုန်ဗိုလ်ချုပ်လမ်းမှာဖွင့်ထားတယ်လို့ဒါတွေကလည်းစမ်းတက်ပြီးတော့ဖွင့်ထားတာနောက်ပိုင်းကျရင်တော့ခြေခြေပြင်းပြင်းဖွင့်ပြလာမှာအဲ့တော့ကိုက လင်ငန်းကြီးမှာရောက်နေတဲ့အခါကျတော့ဒါအလုပ်လဲလုပ်လို့ရတယ်အမှတရားလဲလုပ်လို့ရတယ်ပညာသင်မယ်ဆိုလဲသင်လို့ရတယ်ပေါ့နော်ဒါနာလဲပြုလို့ရမယ်ပေါ့အဲဒါကြောင့်သူရတဲ့လောက်ခွင့်ရေးကိုစူးစမ်းပြီးတော့အသုံးချပေါ့ကိုကကိုပဲလောက်ရမှာတော့မဟုတ်ညီမာတွေပဲမဟုတ်တော့ဘူးပေါ့နိုင်ငံခြားသားတွေပါပါလာကြတယ်အများနဲ့ပတ်သက်တဲ့အလုပ်တခုဖြစ်လာအောင်ပေါ့ကိုလုတ်တလောက် ကိုအကျိုးရှိမှာပေါ့နော်မလုတ်တလောက်ကိုနောင်နာရစရာဖြစ်လာမှာပေါ့လူငယ်ဆိုတော့ဒါအချိန်ရှိတာပေါ့လုံနိုင်တဲ့စွမ်းရည်လည်းရှိတာပေါ့လေနားလည်နိုင်တဲ့အသိဉာဏ်လည်းရှိကြတာပေါ့ဟိုကလက်တွေလုတ်ဖို့ပဲလိုတာပေါ့ တင်ယူနိုင်တဲ့အချိန်မှာတင်ယူတာပေါ့လုတ်ကင်နိုင်တဲ့အချိန်မှာလုတ်ကင်တယ်အများကျိုးဆောင်ရွက်ခွင့်ရတဲ့အချိန်မှာလဲဒီဇိုင်းမမဆောင်ရွက်သွားဖို့ပေါ့အဲ့ဒါဆိုရင်ကိုယ့်အတွက်ကိုဖြစ်စင်တာဖြစ်ဖို့အတွက်ပေါ့လေကိုအကျိုးစီးပွားအတွက်ပူရာမရှိဘူးပေါ့ကိုရဲ့အန်ရီကိုလည်းကာကွယ်ပြီးသားဖြစ်တာပေါ့နော်တရားနဲ့ကာကွယ်တာမျိုးပေါ့ ဆရာတော်ကတော့ထိုင်းနိုင်ငံကို20နဲ့4ရက်နေရောက်လာမယ်လေ24ရက်နေရောက်လာ24ရက်နေမနဲ့ရောက်ပါဘူး25ရက်နေမနဲ့ရောက်ပါဘူးပြီး26ရက်နေကျရင်ညကျရင်တော့ပြန်ပြီးတော့ကြွားခုကတော့ထုတ်တယ်လည်းတော့မရှိပါဘူးဂျုံလုံး တည်တည်သိထိုက်တာလေးတွေဆိုရှင်းပြပေးတာပေါ့ကျူးစားပြီးတော့လို့ကောင်းမှုကုသိုလ်အလုပ်တွေကိုပြုလုပ်နိုင်ကြပါစေလို့ဆရာတော်အနေနဲ့ဆုမကောင်းတောင်းပေးပါတယ်ကြောက်ကြရှိသေးလား Se fiyo, fiyo, fiyo